နော်ဒီနေ့အတွက်တယောစာအဟောင်းလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုရေးသားထားသူကတော့ဆရာဇူးလူပဲဖြစ်ပါတယ်တယောစာလေးကိုဖတ်ခွင့်ပြုဝါရန်ဆရာဇူးလူအောင်ကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် ကျွန်တော်တို့ပတ်ဝန်းကျင်မှနန်းစားများကျွန်တော်တို့ဤပတ်ဝန်းကျင်တွင်နန်းစားများစွာရှိပါသည် ကျွန်တော်ကငယ်စဉ်ကပေါက်ကြီးဟုခေါ်ကြသည်ပေါက်ဖော်ကြီးကဲ့သို့ဖြူဖြူဖွဲဖွဲဝါဝါကိကိဖြစ်သောကြောင့်ဦးလေးတော်များကချစ်စနိုးဖြင့်ခေါ်ရမှပေါက်ကြီးဖြစ်လာသည်ဟုဆိုသည် ချစ်စနိုးဖြစ်ဖြစ်ချစ်မိတ်ကပ်ဖြစ်ဖြစ်အရေးမကြီးပါပြောခြင်းဒီကယခုတလောပြောများနေသောနန်းစားများနှင့် ကျွန်တော်တို့ဤပတ်ဝန်းကျင်ဖြစ်၏လက်ဖက်ရည်ဆိုင်ထဲသို့ဝင်လိုက်ပါတမတာကြီးတစ်ခွက်ဟူဆိုလင်တင်သွားလို့တောက်ရမည်ဖြစ်သည်ဘယ်သူကဆောက်၍ဖန်သည်သည့်စကလုံးဆိုသည်မှာတိကျစွာပြောရန်ခက်ခဲတော်လေအတုံးတွင်လာသည်လွတ်တော်ဥက္ကဋ္ဌကြီးအမည်မှာမိမိသောမဟုတ်မိမိတို့ဖြစ်သည် လူရှိသူရှိတွင်စကားပြောသည့်အခါမိမိယခင်ကမသိခဲ့ပါကြောင်းမိမိတို့လွတ်တော်အနေဖြင့် အရေးတယူဆောင်ရွက်သွားပါမည်ဖြစ်ကြောင်းစသဖြင့်ကြားရမည်ဖြစ်သည်။အမိမိမဟုတ်ပါ။ဦးမိမိဖြစ်သည်ကိုသတိချက်စီလိုပါသည်။မိမိကြောင်းကိုကောင်းအောင်ကြိုးစားပါဟူသောစကားကိုသတိရမိသည်။အလေရန်ကြောင်းသားဘဝကမြမသာဆရာမကကျွန်တော်ကိုကလညီဟုနာမည်ပေးသည်။ကျွန်တော်ကိုကိုအသားမဲသည်ဟုဆိုကာကဲလာဟုနောက်ပြောင်ခေါ်ရမှ ကျွန်တော်ကို ကလညီဟုအမည်တွင်လေသည်။ ကျွန်တော်တို့နိုင်ငံတွင်အကိုကြီးညီလေးတုံတုံများလေးခက်စားသည်အရှင်မြောက်အရမ်းမှာကိုကြီးများကိုကြောက်ရသည်ဟုဆိုသော ဝင်ကြီးတစ်ပါးကိုတရုတ်ကြောက်ဝင်ကြီးဟုတချို့ကအမည်နာမပြုကြသည်ကျွန်တော်တို့နိုင်ငံကမ်းလွန်မှတဘာဝတန်းငွေများမြောင်များစွာထွက်နေတော်လေ၎င်းတန်းငွေများသည်အကိုကြီးတို့အရက်စီတို့ဥတီဤကျွန်တော်တို့သွေးချင်းများမှ အမောင်နေတွင်ရေနံပိုက်လိုင်းပေါ်ထိုင်နေကြရသည် မပူပါနဲ့ ိုကိုလိုင်းတတိုင်းပေးပါဟုသာဈေးဆိုင်တွင်ပြော့ဝယ်ပါကဖျောင်းနိုင်တတိုင်းရမည်မှာကျင့်သိ၏။ဆိုင်ရှင်အင်တင်တင်လုံနေပါကအုံမြင့်လိုက်မယ်နော်ဟုသာဆက်ပြောပါလိ။ကျွန်တော်တို့ဤခြေလက်မြောင်းဖွင့်ပြိုးသည်မဖွင့်ပြိုးသည်တော့မသိ။ဝင်ကြီးလဝါကောင်းလို့ရွာသားများကတော့ပဖောင်းအောင်လှုပ်ထားကြလိသည်။သို့တော်လေ၎င်းတို့ဤဗိုက်များကပိန်လီလွန်းလာ၏။အိတ်ကက်များကလည်းပြတ်ချက်လွန်းလာ၏။ အကျွေးများက ရွှေ80မြို့80ပြန်၍ဆက်လင်းတောင်းကြည်နိုင်ပါမလားဟုထင်ရလောက်အောင်ပင်မြားပြလာ၏ထို့ကြောင့်ဝင်းကြီးတစ်ပါးကလည်းအကြံပေးသေး၏ထမင်းတစ်နက်လျှော့စားခြင်းဖြင့်ကုသိုလ်လဲရကျွေးလဲကြည်စည်နိုင်သည်ဟု၏၎င်း၏အမိမာကတနက်စောင်းဝင်းကြီးဟုတွင်၏တရက်2000ရှိလင်းစားတော့ဖို့လုံလောက်သည်ဟုဒုသမတပြောစကားများကိုလစ်လျူရှုထားကြသည်လား ၎င်းတို့နှုတ်ပေးသောချံပေးချက်များကိုထယ်လဲသုံးပါလိလူရှင်တော်တွေထက်ပိုကြီးရတဲ့ဟူသမုတ်ခံရသောအစိုးရကိုပိုင်ဆိုင်ရသည်မှာ ကျွန်တော်တို့နိုင်ငံသားများဖို့လွန်စွာမှပင်ခံကောင်းလှပြီးတော့သည်ရည်ကျင်လင်အစိုးရ၏မိန့်ခွန်းများနားထောင်မှာဟုတိုက်တွန်းလိုပါသည် ကျွန်တော်မိတ်ဆွေတွေတွင်အညာသားတဦးရှိသည်၎င်းကိုရေတိုးဟုခေါ်ကြသည် အဖေကြောင့်ဆိုသောမဆရဲ့မတော့ရဲ့စုထားတိမ့်ထားရာတွင် ရေကိုပင် ပုတ်တိုးသွားသည့်အထိထားသောကြောင့်ရေတို့ဟုအမည်တွင်သည်ဟု မိတ်ဆွေများကပြောကြသည် သို့သော ကျွန်တော်တို့နိုင်ငံတွင်အလွန်တရာချမ်းသာကြွယ်ဝသောအညာသာတထေကြီးတဦးရှိလေသည်အောက်စာရောအာနာဝါကြွယ်ဝလေသည်အများကလည်းသူ့ကို ဖိမ့်ဖိမ့်တုံအောင်ကြောက်ခဲ့ကြရသည်သူ့ကို ရေတို့ဟုမခေါ်ပါခွေးဘလူးဟုခေါ်လင်းအများသိကြသည်ဟုဆိုသည် အပေကြောင့်ခွေပလူဖြစ်အပ်ခြင်းကိုမူဤနေရာတွင် မရှင်းပြလိုတော့ပါမိကိုကော်ဖီမစ်ချိန်ညာထဲမှာတွင်းနှင့်တွဲပါသော ခွေပလူကြီးကိုသတိရမိတော်သည်ပျက်စီးကျိုးပဲ့နေသော အရာများကိုအေးချမ်းမေဟုတခိတခါကခေါ်ခဲ့ကြဘူးသည်အစောရောအေးချမ်းမေဤဒဇစီကျိုးပဲ့နေဟူသောတင်းစီရီကို ကျွန်တော်တို့စိုက်နှစ်သက်ခဲ့ကြသည်ပြည်တွင်းစစ်များကြောင့်နိုင်ငံတော်ဝင်အေးချမ်းမေလည်းဖြစ်ခဲ့ဘူးပြီး ငြိမ်းချမ်းရေးပွဲဆောင်ရာဆိုသည့်နန်စားလေဒီမိုကရေစီစနစ်တို့ကူပြောင်းနေသည်ဆိုသောကျွန်တော်တို့နိုင်ငံတွင် ကြားလာရသည်ငြိမ်းချမ်းရေးပွဲဆောင်ဖြစ်ဖို့ဘယ်ဘာနာကိုကတ်လင်ရမလဲသိရင်ပြောပြကြပါငြိမ်းချမ်းရေးပွဲဆောင်နဲ့လက်နက်ပွဲဆောင်ဘာများပွာပါသနည်းတပွဲဆောင်ကားပွဲဆောင်ငါပွဲဆောင်ဖားပွဲဆောင်များနဲ့ရောဘာများပွာပါသနည်းငါပွဲဆောင်ကရောငြိမ်းချမ်းရေးပွဲဆောင်ဖြစ်နိုင်ပါသလား ငိန်ချမ်းရေးနဲ့ကပါမဲလဲလှယ်နိုင်သည်ငိန်ချမ်းရေးနဲ့စီပွားရေးလောက်ွက်များလဲလှယ်နိုင်သည်ရခင်ကတော့လက်နဲ့နဲ့ငိန်ချမ်းရေးလဲလှယ်သည်ထို့နောက်လက်နဲ့နဲ့အတူပါလာသောငွေအနက်များကိုလည်းအဖြူဖြစ်အောင်လုပ်နိုင်ဆန်းခဲ့ကြသည် ဥပရေရပြောင်ပြောင်တင်းတင်းပင် စီပွားရေးအရာအနိုင်ကျင့်ကြသည်ဥပရေထက်တွင်ညီသူမျှမရှိရဟုကြွေးကြော်ကြသည် ဤဒီကိုချို့ကမြည်သူမြတ်ဆိုသည့်စကားရရှိတွင် ဝင်းသောကွင်းပိတ်ဖြင့်ငါတို့ကလွဲရင်ဟုထက်လိုက်ကြသည်ဥပရေရှိတွင်မြည်သူကလက်ဆော့ပြီးတရားဆိုသည့်စကားရထဲကတရားဥပရေဟုထွန့်တုံးသည်ကိုလည်းကျွန်တော်မသိဥပရေတိုင်းကတရားပါဤလော မျှတာပါဤလော ထို့သောဆိုရင်436ပြင်စင်မှာ59ဆပြင်စင်မှာဆိုသောအတန်များ ကြားလာเสียရမလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုကောက်ခြေဥဆိုသည့်သကယ်ရက်ကိုလည်းသတိပြုစေလိုသည်ဤအကြောင်းအရာများကိုပြောမည်ဆိုရင်88ငိမ့်ပွင့်နှင့်နိုင်ကျင်းဆိုသည့်နန်းစားများကိုလည်းမေ့လျော့ထားရန်မသင့်ပါဝိဝိဆိုသည့်အတုံးနှုံးကိုလည်းသတိရမိသည်၎င်းတို့ကိုကြောင်းမှထွက်ခဲ့ကြရသူများကြောင်းထဲသို့ဝင်သွားကြရသူများကြောင်းထဲသို့ဝင်သွားကြသူများမြည်သို့ခေါ်လင်းကောင်းမြည်နီး ဘိုးကျောက်ဟုနန်းစားသုံးခေါ်လင်းညီသူကိုရည်ညွန်းသည်ကို ကျွန်တော်တို့ပြည်သူများသိကြသည်၎င်းတို့လက်ခံထားသောဘိုးကျောက်မှာတယောက်ထဲရှိတော်လဲတန်ရောင်လိုက်သောဘိုးရှုံများအများပြားပင်ရှိသည်ကိုညီသူများမပြောဘဲသိနေကြသည်တဲ့နိုင်ငံတော်အတွင်းအလေးခိုးထားသော စိတ်သားကိုလျှော့လိုက်ပါ ပခုံးမော်တွင်ကော်ဖီပန်းပွင့်ကြီးကြီးပါပါစီ။ဤနေရာတွင် နိုင်ငံတော်ဆိုသည့်စကားရက်ကို အနှဲငယ်ဆွေးနွေးလိုသည် နိုင်ငံတော်ဆိုသည်မှာဘယ်အရာနည်းယူနီဖောင်းလားယူနီဖောင်းပြောင်းထားသူများလားခေါင်းပေါင်းစတလူလူလွင့်နေသည့်မိမိလားကို့မြေပေါ်ကိုနေရင်ဥပဒေအရကျူးကျော်ဖြစ်သွားရသူများလားနိုင်ငံတော်ဤစေတနာနိုင်ငံတော်ကစေတနာနဲ့လှုပ်ပေးတာဆိုသည့်သကယ်များသည်ဘယ်အရာကိုကိုစားပြုပါသနည်းကျွန်တော်တို့ပြည်သူများသည်ရာစုနှစ်ဝက်ချီအလိန်ခံခဲ့ရပြီးဖြစ်သောကြောင့် လိန်ညာမှုများကိုအပြုံးဖြင့်ထိုင်ကြည့်နေနိုင်ကြပြီဖြစ်တော်လေဆက်လက်လိန်ညာနေသူများမှာအပေကြောင့်မပြုံးနိုင်ဖြစ်နေသည်ကိုကျွန်တော်တို့အုံနောက်တည်တည်လေးကနားလည်နိုင်စွမ်းမရှိပါမပြုံးနိုင်ဖြစ်နေသည်လားကြောက်နေသည်လားဒါမှမဟုတ်သဘုံနဲ့နေတာလားလွတ်တော်အတွင်တင်သွင်းကဆွံ့ရွေးဖြေရှာလင်ကောင်းပြီလို့ကျွန်တော်တို့နိုင်ငံအတွင်းခက်ခဲဆုံးတာဝန်ကို ယူထားရသော ညနေပြောင်းတိုက်ခါခက်တီတီဖြင့်ပြောချင်ရာပြောရတဲ့သူကိုတမိန်ရဲ့တော့ဟုအများကကင်မွတ်တက်ထားကြောင်းတော်တော်နောက်ကျမှသိရသည်ကိုမြောက်စွာစိတ်မကောင်းဖြစ်မိပါ၏ကျွန်တော်ကို A1 နဲ့ C1 တိုက်ပါ A1 ဆိုဒီမှာ ABC stock တစ်ခွက်ကိုဆိုလိုခြင်းဖြစ်ပြီး C1 ဆိုဒီမှာ CBR တစ်ခွက်ကိုဆိုလိုခြင်းဖြစ်ကြောင်းစပွဲထုံးများကိုမြည်သူတင်ပေးခဲ့ပါသည်လေ ပန်းချံမှတ်တိုင်ကိုရင်ခွင်နန်းတော်ဟုမြည်သည့်ကာစပယ်ယာကစပြောခဲ့သည်ကိုလေကျွန်တော်မသိပါတင်ယခုဖတ်နေသောမဂဇင်းသည် မော်ကောမဂဇင်းဖြစ်ပါသည် မော်ကေးမဂဇင်းမဟုတ်ကြောင်းအယ်ဒီတာအဖွဲ့ကပြောကြပါသည်ဘူးလက်လွတ်လိုက်မှာကိုကျွန်တော်ကြောက်သည် ကျွန်တော်တို့ဤပတ်ဝန်းကျင်တွင်နန်းစားများစွာကြံနေပါသေးသည်ဇူးလူ